န်ရဲ့လက်သေးကမာဒါရာကိုထိထိမိမိထိုးချနိုင်လည်းပါတယ်။ဒါပေမဲ့ဟာရှီယမဆဲတဲ့ဆယ်မီဂျင်ဂျူရီကြီးမာဒါရာဖြစ်နေရကြောင်းဂိုင်းနာတီတက်ပုံပြီးသူ့ကိုတိုက်နိုင်တယ်လို့ပြဆမ်းမှာကိုမာဒါရာကပြောလိုက်ပါတယ်။ဘလောက်ပဲခြားကြမာဒါရာကသူ့ကိုပုံပြီးဖြောပြပေးလို့ပြောနေတဲ့အတွက်ဂိုင်းကလည်းသူ့ရဲ့နောက်ဆုံးဖြစ်တဲ့နိုင်ခိုင်ဆိုတဲ့အကွက်ကိုထုတ်သုံးဖို့ပြင်လိုက်ပါတယ်။နောက်လုံးကချာကိုလာထွက်ပြေးနေတဲ့ပုံရအဲ့ဒါကနောက်ဆုံးဘက်ပဲဆိုတာကိုမာဒါရောကသိလိုက်ပြီးခါခါရှိရတဲ့သူ့ရဲ့တကယ်ချင်းကိုကြည့်နေတဲ့တခုခုကိုမှတ်မိသွားခဲ့ပါတယ်ခါခါရှိကိုလည်းလင်းကြီးဆုတော့မတုံးနိုင်တဲ့ကိုင်ကိုအထင်မကြီးခဲ့ပေမဲ့ ားပေးရမယ်လို့မှတ်ယူခဲ့ပြီးကိုလွန်ဟရဲ့အဆွဲကိုဟာတာကဲစာပြမောကလည်းဂိုင်ရဲ့လက်ကျင်လာတဲ့ပုံကိုအကဲခဲရုံနဲ့တနေ့မှာဂိုင်ကခါခါရှိတဲ့တော့တာမာရဲ့သူတယောက်ဖြစ်လာလိမ့်မယ်လို့ပြောခဲ့ပါတယ်။အဲဒါကြောင့်ပဲစာပြမောကသူ့လိုအရေးကြီးရှိတဲ့သူရဲ့နာမည်ကိုမှတ်ထားတဲ့လို့ပြောတာကြောင့်ခါခါရှိရမိခဲ့တဲ့အတွက်သူကအတ္တမဆုံးလို့ဖြစ်လာမယ်မိုက်ကန်ဆိုတာကိုသိခဲ့ရပါတယ်။အခုချိန်မှာတော့သူ့ဖြစ်ပြောခဲ့တဲ့အတိုင်းဖြစ်လာခဲ့ပြီဖြစ်ပြီးဂိုင်ရဲ့အဒီယောင်ချကလာတဲ့ဂိုင်ရဲ့ပေါ်လာတဲ့အတွက်မာတော်လာကလည်းဘသူမှသူ့ကိုအခုလောက်ထိထိုင်ကျဆုနဲ့အထင်အောင်မလုပ်ခဲ့ဘူးလားကြောင့်ဂိုင်ရဲ့တမ်းမှာမို့မာတော်လာဖြစ်တဲ့သူကတော့အတိမဲ့ပြုတဲ့အကြောင်းပြောလိုက်ပါတယ်။ချုပ်ရဲ့ဂိုင်ကအရှင်းကိုထွက်လာတဲ့အချိန်မှာအနာက ှာမို့အချိန်မမီလိုက်ဖြစ်ပါလေ။နိုင်ခိုင်လို့ခေါ်တဲ့နေရောင်နှစ်ပါးကညက်ကိုနှစ်ယောက်လုံးရဲ့အရိုးကြီးကျသွားတဲ့အထိမာနာဘာကနှစ်လပပကြီးခံစားလိုက်